အမေရိကန်သမ္မတအင်ပီရိုရဲ့အခန့်ခမဆောင်ကြီးဘောရုံတိဆောက်မှုအတွက်ငွေကြေးလူတန်းကြတဲ့ပုဂ္ဂလိကအလူရှင်တွေရဲ့အမည်စင်းကိုသမ္မတထရမ့်အဆိုရက အောက်တိုဘာလ24ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်ဒေါ်လာတန်300ကုန်ကြမဲ့ဒီဘောရုံကိုသမ္မတထရမ့်ကိုယ်တိုင်အပါအဝင်ပုဂ္ဂလိကအလူရှင်တွေရဲ့လူတန်းငွေတွေနဲ့တိဆောက်နေတယ်လို့ပြောဆိုနေတဲ့အပေါ်ပွင့်လင်းမြင်သာမှုရှိစွာအလူရှင်စင်းထုတ်ပြန်ပေးဖို့လဲတောင်းဆိုနေကြကြတာပါ အခုထုတ်ပြန်တဲ့ evolution စီးရင်အရာအမေရိကန်ကထိတန်းကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Amazon, Apple, Microsoft, Meta ဒီကုမ္ပဏီတွေဟာအကျိုးလိုလိုညောင်ရည်သွင်းကြတာကတော့သိကြပါတယ်။ဒါအပြင် Google ကုမ္ပဏီပိုင်တဲ့ Alphabet ကလည်းဒီစီမံကိန်းအတွက်ဒေါ်လာ22တန်းလူတန်းမယ်လို့ဆိုပါတယ်။သမ္မတထွန်းကလည်းအလူငွေသူကိုယ်တိုင်ထက်ဝင်ထားကြောင်းပြောပေမဲ့ဘလောက်လူတယ်ဆိုတာတော့ပြောဆိုမထားပါဘူး။ ပေ900ပတ်လည်ကျယ်ဝန်းတဲ့ဒီဘောရုံအသည့်တိဆောက်မှုဟာအစိုးရအဆောက်အုံတွေတိဆောက်ပြင်ဆင်မွမ်းမံခြင်းနဲ့ဆိုင်တဲ့ဌာနရဲ့ခွင့်ပြုချက်ကိုမရခင်သမ္မတထရမ့်အစိုးရကဒီဘောရုံတိဆောက်မဲ့အင်ပြူတော်အရှိတ်ပဲချမ်းကရုံးကန်ကိုစက်ကြီးတွေနဲ့ဖြိုချတဲ့အပေါ်ဝေဖန်မှုတွေထွက်ခဲ့တာပါဒီစီမံကိန်းဟာအစပိုင်းက ေါ်လာတန်း250ကုန်ကြမယ်လို့တွက်ချက်ထားပေမဲ့လည်းအခုတန်း300ကုန်ကြမယ်လို့ဆိုပါတယ်ခုလိုဖြိုချနေတော့အဆင့်မှာတင်ကုန်ကြစရိတ်ဒေါ်လာတန်း50တက်သွားတာမို့တကယ်စီမံကိန်းကြီးပြီးတဲ့အခါဒီတဲ့ပိုကောင်းပိုလာနိုင်မှသေးတယ်ခင်ဗျာကျွန်တော်ဇောင်းလိုက်ပါ